ချမ်းမြင့်ပြောပြတာပေါ့နော်ဒေသွင်းစလို့ပေါ့နော်ဆေးရုံမှာတပတ်စီရဲ့လောနေလိုက်ရတယ်မိသားစုတွေအမတန်မကိုလှုပ်ရှုပ်တယ်လှုပ်ရှုပ်တာပေါ့နော်ဒီကြီးရသွားတဲ့ဒူတယောက်ကအမှန်ဆိုချို့ဆိုချို့နေရတယ်ဆိုဒါ SUV နဲ့ထည့်ပြီးတော့ဒါဒါတောက်လျှောက်ပေါ့နော်တော်တော်များများလှုပ်ရတဲ့တက်စီများတယ်မလွယ်ဘူးပေါ့နော်မဖြစ်တာကောင်းတယ်ပေါ့တချို့လည်းဒီကြီးကြောင့်အတက်အန်နေအထိဆုံးပါသွားတဲ့လူနာတွေလည်းဒုနဲ့တေးအများကြီးရှိတယ် လူနာမပြောနဲ့ဆရာဝန်တော်တချို့ဆရာဝန်တော်အတိတွေကကျွန်တော်တို့ဆရာဝန်တော်ဒီကြီးရပြီဒါကဆုံးမသွားတာတွေရှိတယ်အသက်မကြီးသေးဘူးတော့ဒါအသက်ငယ်တယ်အဲ့လိုကြီးတော့ဖြစ်တယ်အဲ့တော့ဒီကြီးရတယ်ပေါ့ဗျာအမှပြီးသွားတယ်ပေါ့ပြီးတော့တခါဆင်းဝင်ပြန်ဆင်းလာတယ်ဆင်းဝင်ပြန်ဆင်းလာပြီးတဲ့အခါကျတော့ပြတတဲ့ပုံစံကပြောင်းသွားတယ်ပေါ့ဘယ်လိုပြောင်းသွားလဲဆိုတော့ဆရာဦးရဲ့သူနောက်ကိုလိုက်သွားတယ်အဲ့တုန်းကရှစ်ပိုင်းမှာခြေကန်းရှိရဗျခြေပိုင်းမှာသူကဆရာကြီးရတက်ကဆရာဆိုတော့သူတက်ကသူဒီအတွက်ဖွင့်ထားပေးတဲ့ခြေကန်းရှိရ အရှိကန်းကလည်းညမိုးချုပ်တယ်ဗျဆရာကအဲ့ကို10ခွဲ17လောက်မှရောက်တယ်များသွားဖြစ်တော့သူလည်းတော်တော်လေးတော့ပင်ပန်းပန်းလောက်ရတဲ့သဘောရှိပါတယ်အဲ့နဲ့အဲ့မှာတော့သွားပြရတယ်ပေါ့ခြေကနည်းနည်းလေးကွန်ပိုင်းဖြစ်လာတာရှိအဖော်မလောက်နေတော့မရတော့ဘူးနောက်တစ်ထပ်ဒိုးထပ်တွဲလာတာရှိတယ်ဘာတွေတောက်တယ်ဆိုတော့မမရရအလူနာနဲ့ပတ်သက်လို့မမမိတော့ဘူးအဲဒီလိုပဲသူဆက်ပြီးနေလာခဲ့တယ်ပေါ့နော်ကဲနေလာခဲ့ပြီး ဒုတိယ10နှစ်တက်တန်းကိုဖြတ်တန်းတဲ့အခါမှာပထမ10နှစ်လို့တော့မဟုတ်တော့မတူတော့လူနာအနည်းနဲ့အများချူကြခြင်းလာတယ်ပေါ့အဓိကဘာဖြစ်လဲဆိုတော့အချိုတက်ခြင်းတယ်အချိုကျတာဒီအမှန်နဲ့နည်းတယ်အဲ့ကာလမှာအချိုအပြင်းနဲ့တက်ခြင်းနေတယ်အဲ့တော့အစားအသောက်ကိုထိန်းဖို့အတွက်နည်းနည်းလေးပြင်ဆင်ရတယ်ဆေးဘက်ကပြဿနာမရှိဘူးလှုပ်ရှားတာလှုပ်ရှားတဲ့အပိုင်းမှာသူကလှုပ်လှုပ်ရှားရနေရလို့ဖြစ်တယ်အဲ့တော့အစားအသောက်ကိုကြက်ကြက်မက်မက်ကလေးဖြစ်အောင်မိသားစုကပူပေါင်းပြီးတော့ထိန်းသိမ်းတယ် ထိမ့်သိမ့်ပြီးဒါအစားတော့နဲ့တွဲပြီးဆောင်ရွက်တယ်ပေါ့နော်တိုးတယ်လည်းမရပါဘူးသူကမနေ့မိုးလင်းကလေးကကော်ဖီနဲ့စားဖွင့်လိုက်တယ်ခမင်းသုံးနဲ့ပုံမှန်စားတယ်ကော်ဖီပြီးရင်ကော်ဖီနဲ့လည်းပြီးသေးတာမဟုတ်ဘူးလေအဲ့လိုခမင်းကျန်းတို့ဘာတို့ပဲနောက်ပြီးရင်သူကစပွဲပေါ်တွေ့ရင်အကုန်စားတယ်လာကျွေးရင်လည်းအကုန်စားတယ်ပြဿနာအဲ့လိုဆိုတော့အစားဘက်ကနည်းနည်းလေး food intake ကများတယ်ပေါ့နော်များတဲ့အခါကျတော့ဟိုတာဆူနေလို့ပဲလူကပြောရတယ် hyper ရဖို့ကလူကအများတားဆူနေတော့ ါနဲ့ပဲဆက်ပြီး degree ကိုဖြတ်သန်းတယ်ဗောလေ10နှစ်ကိုဖြတ်သန်းဖြတ်သန်းတော့ဂျားထဲမှာအနည်းနဲ့အများစစ်စစ်တဲ့ပုံစံလေးတွေနဲ့တွားရတယ်ဗောနော်တွားတွားရင်းတွားရင်းနဲ့အနည်းနဲ့အများကြောက်ကပြဿနာနည်းနည်းစကျင်လာတယ်ဒုတိယ10နှစ်တဝက်ကျိုးဆိုတော့စုပေါင်းပေါင်းလိုက်15နှစ်လောက်ဖြစ်မှာဗောအဲ15နှစ်ပတ်လည်လောက်ရောက်တဲ့အခါကျတော့ စေကုသမှုပုံစံနဲ့ပြရတဲ့ဆောင်ရယ်လည်းပြောင်းတယ်။ရှားကြီးဦးရဲသွေးကဆုံးသွားတယ်ထင်တယ်ကွာတော့။ဆုံးသွားတော့ကျွန်တော်တို့တခါအချားတယောက်ကိုပြောင်းပြတယ်။ပြောင်းပြတော့ရှားကြီးဦးတင့်ဆွေလက်စီကိုရောက်တယ်။အဲ့တော့ကောင်းမြတ်မော်ပေါ့နော်ပြောရရင်တော့ကောင်းမြတ်မော်ရောက်တယ်။အဲ့ကောင်းမြတ်မော်မှာပြတယ်ပဲကျွန်တော်။ကောင်းမြတ်မော်မှာပြတော့ GF ဘာက60အောက်ကိုစပြီးတော့ရောက်လာတယ် ကြောက်ကန်တဲ့ပတ်သက်တဲ့ပြဿနာပေါ့နော်အဲ့ဒီအဲ့ဒီကိစ္စလေးကစတာပြီတော့ရင်အရှေ့အရှေ့တွေကလည်းဝင်နေလုတ်ပါတယ်သတိပေးပါတယ်အာဘာရေဦးလေးအာစိုက်ပြင်ပေါ့နော်ပိုရစ်ဒါကတော့ဒီလိုလိုတော့ဖြစ်လာပြီဒါတော့ဒါလေးကတော့ကူးဆိုင်မရမယ်ဒီလိုအခြေအနေလေးတွေရှိတယ်စိုက်ပြင်ဒါလေးတွေပြောလာတာပေါ့ပြောလာပြီးကြောက်ကက်ကတဖြည်းဖြည်းနဲ့60အောက်ကိုတဖြည်းချင်းတဖြည်းချင်းကျလာတာပေါ့လေကြေထားနေပဲထက်ပြီးတော့ ပုံမှန် follow up ကိုတွားပါတယ်ဟိုရောက်တော့ CIC ရောက်တော့ combine ဖြစ်တဲ့ therapy ကတော့ combine ဖြစ်တယ် combine ဖြစ်တော့အခြားလိုအပ်တဲ့ဟာလေးတွေပြီးတယ်ဘောနော်ပြီးရင်လည်းအဲ့မှာစပြီးတော့သူ့ကိုစီတွဲတာလာတာက no sit no sit jacket မနဲ့ညာဘောနော် no sit jacket တွဲလာတာတွေ့တယ်မှာဒါလည်း no sit jacket တွဲတယ်တွဲပြီးတော့အခြားစီယူစီတွေကတော့ဟိုထုံးစံတိုင်းပါဘောနော်ပြီးစရာရှိတာပြီးတယ်ပြီးရင်လည်းမှာ CIC မှာပြနေရင်လည်းမှာ follow up တစ်ချိန်နှစ်ချိန်လောက်ပြလဲပြီးရောနှစ်ပိုင်းလောက်တော့ကြာမှာပေါ့ဗျာနော်နောက်တဲ့နှစ်နှစ်လောက်ကြာမှာပေါ့ 15နှစ်ကျော်ကျော်လောက်ဖြစ်သွားမှာမရှိရတာကအဲ့လောက်ကြာလာတဲ့အချိန်ကျတော့ကြီးရပါကထက်ကြတယ်